မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ3ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းထီးခြားမြို့အထက်ပိုင်းမှာအကြမ်းဖက်စစ်တပ်ရဲ့တန်ကုန်သင်းမောတစည်းကို KIA ကပြစ်ခတ်နှိမ့်ညွှန်လိုက်ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများတိုက်ဆုံမှုများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တင်ဘာလ2ရက်နေ့မှာထီးခြားမြို့အထက်ပိုင်းမှာအကြမ်းဖက်စစ်တပ်ရဲ့တန်ကုန်သင်းမောအုပ်စုကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ကပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့တန်ကုန်တစည်းနှိမ့်ညွှန်သွားပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားများတိုက်ဆုံမှုများနိုင် င်တယ်လို့သိရပါတယ်လက်ရှိအချိန်မှာစစ်သည်မောအုပ်စုကကြံရှိနေတဲ့တန်ကုန်၃စီးဟာဆက်လက်ထွက်ခွာနိုင်ခြင်းမရှိသေးဘဲနဲ့ရေလေကျောမှာရန်နာထားတယ်လို့သိရပါတယ်နှစ်ရက်နေညနေပိုင်းထိကြိုက်အထက်နားမှာစစ်ခွဲတန်ကုန်တင်းမောတစည်းကို KI နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကပြစ်ခတ်နှိမ့်မြုပ်လိုက်ပါတယ်၃စီးကရေလေကျောမှာရက်ထားတဲ့ဟန်တာတိုက်ခိုက်နိုင်ခဲ့တာဖြစ်ပါတယ်စစ်ခွဲတွေတိတ်ဆုံးမှုများနိုင်တယ်အခုတည်းထိတော့စစ်ခွဲတွေတင်းမောတွေပေါ်ဆက်တက်လို့မရသေးဘူးကတ္တာကိုမရောက်သေးဘူးလို့ KI ရဲ့စီရေးသတင်းအရေးမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းထီချိုင်မြို့နယ်မောင်းကုန်းရွာကိုအကြမ်းဖက်ဆက်တပ်ကလေကြောင်းကနေပြီးတော့နှစ်ကြိမ်ဘုံကျဲတိုက်ခတ်ခဲ့ခြင်းကြောင့်ပြည်သူ6ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမ်ဘာလ1ရက်နေ့ညနေ2:00ခွဲကနေပြီးတော့3:00ဝန်းကျင်မှာ မိထီလာမြို့ကနေတက်လာတယ်အကြမ်းမဲ့ဆက်တက်ရဲ့ Jet Fighter ကမောင်းကုန်းရွာမှာရှိတယ် PP ရေးရေးဆန်ရှင်းနေဇာဂျီဦးဆန်ရှင်းကိုနှစ်ကြိမ်ဘုံးကျဲတက်ခတ်ခဲ့ခြင်းကြောင့်စီပေပါတွေတင်ထားတဲ့ကားပေါ်ကိုကြောက်ရောက်ပောက်ခွဲကပြည်သူ6ဦးသေဆုံးပြီးတော့ဒဏ်ရာရရှိသူတွေများပြားခဲ့တယ်လို့သိရပါတယ်တိုက်ပွဲမရှိဘဲနဲ့အကြမ်းမဲ့တက်တက်ကိုဘုံးလာကျဲတာပါသေဆုံးတဲ့ပြည်သူတွေရဲ့အမည်တွေကိုတော့မသိရသေးဘူးလို့ထီးကြိုင် Revolution TR ကတာဝန်ရှိသူကပြောဆိုထားပါတယ် ဘုံကြောက်ရောက်ပောက်ကွဲတဲ့နေရာဟာဈေးအနီးမှာဖြစ်ပြီးတော့စီရဲပြင့်မှတ်များမရှိဘဲနဲ့အကြမ်းဖက်ဆက်တက်ကပြည်သူများရှိရာကိုလာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းကိုထီးကြိုက် Revolution TR ကတာဝန်ရှိသူကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ်စကန်းတိုင်းတိုက်ပွဲသတင်းကတော့စကန်းတိုင်းထီချိုင်မြို့နယ်မြတောင်ရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီစကန်းကိုဩဂတ်စ်လ23ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဩဂတ်စ်လ23ရက်နေ့ညနေ4နာရီအချိန်ကမှထီချိုင်မြို့နယ်မြတောင်ရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်စကန်းကို KIA KPDF နဲ့ ABSDF တပ်ဖွဲ့များကအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတော့လက်နက်ခဲယမ်းများစွာကိုသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်အဲ့ဒီအကြမ်းဖက်စစ်တပ်စကန်းကို ABSDF နဲ့ပူးပေါင်းတပ်ဖွဲ့များကဩဂတ်စ်လ22ရက်နေ့မနက်ပိုင်းကစတင်ပြီး ော့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၃ရက်အကြာဩဂတ်လ23ရက်နေ့မှာအပိတတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းတရင်ရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်တထုံမြို့နယ်မှာညအချိန်နေရာပြောင်းရွှေ့နေတဲ့တပ်မိသားစုဝင်များလိုက်ပါလာတဲ့ကားပစ်ခတ်ခံရပြီးတော့၄ဦးထက်မနည်းသေဆုံးကစစ်ကောင်စီကခရီးသည်တင်ကားကိုပစ်ခတ်တယ်ဆိုပြီးတော့လိန်လယ်ထုတ်ပြန်ထားတဲ့သတင်းကိုတင်ဆက်ပေးရမယ်စက်တင်ဘာလ၁ရက်နေ့ည၈နာရီခွဲအချိန်မှာတထုံမြို့နယ်ဒုံဝင်းကျေးရွာအုပ်စုရန်ကုန်မော်လမြိုင်လမ်းမကြီးဘေးမှာရှိတဲ့ကမာဆိုင်ကျေးရွာအနီးမှာတထုံဘက်ကနေပြီးတော့ဘီလင်းဘက်ကိုမောင်းနေနေရာပြောင်းရွှေ့လာတဲ့တပ်မိသားစုဝင်များလိုက်ပါလာတဲ့ကားပစ်ခတ်ခံရမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်၎ ောင်းပြစ်ခတ်မှုကြောင့်ကားပေါ်မှာပါလာတဲ့လူလေးဦးတိတ်ဆုံးခဲ့ပြီးတော့အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျာ။တပ်မိသားစုဝင်းနေညဘက်ခိုးကြောင်ခိုးဝက်နေရာပြောင်းရွှေ့ကြတာလောလောဆယ်သိရတာကတော့၄ဦးသေးတယ်လို့သိရတယ်။ကားပေါ်မှာပါလာတဲ့သူအလုံးကတပ်မိသားစုဝင်းနေလို့သိရတယ်။ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။ဖျက်သည့်သတင်းအတိအကျပေးလို့စောင့်ပြစ်ခံရတယ်လို့သိရတယ်လို့တပ်သတင်းရေးမြစ်ကပြောဆိုထားပါဗျာ။စစ်ကောင်စီရဲ့ lobby များကနေတစ်ဆင့်ထုတ်ပြန်လာတဲ့စစ်တပ်သတင်းထုတ်ပြန်ချက်များမှာ KNU နဲ့ PDF ကခရီးသည်တင်ကားကို တရက်နေ့ညပိုင်းကပြစ်ခတ်ခဲ့တဲ့အတွက်နှစ်ဦးသေဆုံးပြီးအများပြားဒဏ်ရာရရှိခဲ့ကြောင်းဖော်ပြထားပါတယ်မွန်ပြည်နယ်မှာ KNU နဲ့ PDF များကမဟာဗျူဟာမြောက်ထိုးစစ်များကိုစတင်မယ်ဆိုတဲ့သတင်းများထွက်ပေါ်လျက်ရှိတဲ့အတွက်စစ်ကောင်စီတပ်များမှလုံခြုံရေးတုံ့ပြန်ခြင်းတပ်မိသားစုဝင်များကိုနေရာပြောင်းရွှေ့ခြင်းအမြဲမပြတ်လုံခြုံရေးများတင်းကျပ်လာခြင်းများကိုလှုံ့ဆော်နေကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်တောင်ခမ်းကျေးရွာမှာရှိတဲ့စစ်ကောင်စီရဲ့အမြောက်စခန်းကိုကဲမှုဌာနချုပ်မဆာခ902မှာတိုက်ပွဲတွေပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။နောင်ချုံမြို့တောင်ဘက်ဒုထဝရီမြေကူတရအနောက်ဘက်မှာတည်ရှိတဲ့တောင်ခမ်းကျေးရွာမှာအမြောက်စခန်းကိုကဲမှုဌာနချုပ်မဆာခ902နဲ့၎င်းရဲ့လက်အောက်ခံအမြောက်တပ်ရင်း3ရင်းဖြစ်တဲ့အမတ354အမတ206အမတ406တို့တည်ရှိပြီးတော့လက်ရှိအချိန်မှာမဆာခ902မှာတိုက်ပွဲတွေပြင်းထန်နေခြင်းဖြစ်တယ်လို့သိရပါတယ်။မဆာခ ခ900နှစ်ဟာအရှိမောက်တိုင်းစစ်ဌာနချုပ်ရမခနယ်မြေအတွင်းမှာတခုတည်းသောအမြောက်တပ်ကိုကဲမှုဌာနချုပ်ဖြစ်ပြီးတော့၎င်းရဲ့လက်အောက်မှာအမြောက်တပ်ရင်၃ရင်းရှိတယ်လို့သိရပါဗါတယ်။တောင်ခန်းကြီးရွာမှာရှိတဲ့စစ်ကောင်စီရဲ့အမြောက်တပ်ရင်2ခုဖြစ်တဲ့အမတ406နဲ့အမတ206တို့ကိုဩဂတ်စ်လ28ရက်နေ့မှာသိမ်းပိုက်နိုင်ခဲ့ပြီလို့တောင်းတက်မတော် TNL ကဩဂတ်စ်လ29ရက်နေ့မှာထုတ်ပြန်ထားပါဗါတယ်။တီအန်အလီကသတင်းထုတ်ပြန်ခြင်းမရှိတော့လဲတောင်ခမ်းကစစ်တပ်လက်ကျန်တိုက်ရင်းများကိုပူအောင်တပ်ဖွဲ့များနဲ့အတူထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါဗျာ စက်တင်ဘာလ၁ရက်နေ့ညပိုင်းကစပြီးတော့တညာလုံးတိုက်ပွဲတွေပြင်းထန်နေရစက်တင်ဘာလ၂ရက်နေ့နေကင်းပိုင်းမှာခဏရက်နာပြီးတော့ညနေပိုင်းမှာတိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေတယ်လို့နောင်ချုံမြို့ကဒေသခံတွေကပြောဆိုထားပါတယ်ညကတညာလုံးပွဲကျန်နေနေကင်းတော့နာပြီးတော့အခုပြန်ချနေကြပြီလို့နောင်ချုံမြို့ကတအူးကပြောပါတယ်တခြားနောင်ချုံမြို့ကတအူးကလည်း၂ရက်နေ့နေကင်းပိုင်းမှာနှစ်ဖက်အင်အားဖြစ်တင်းမှုတွေပြုလုပ်နေတယ်လို့ကြားသိရကြောင်းပြောဆိုထားပါတယ်တောင်ခမ်းကရတော့မှာပါအပိသက်ကြံနေတာထင်တယ်လို့၎င်းကပြောဆိုထားပါတယ်ဒါအပြင် အဲ့ဒီတိုက်ပွဲဖြစ်ပွားရာတောင်ခမ်းချေးရွာကိုပြည်ဦးလယ်မြို့အခြေဆိုင်တိုက်ပံတဲ့သူတေသနနီးပြင်နာဌာနချုပ်ကတနာတိုက်ရင်ကလက်နက်ကြီးများနဲ့စက်တမာလာ၁ရက်နေ့ညကတညာလုံးပြစ်ခတ်ခဲ့တယ်လို့ပြည်ဦးလယ်မြို့ကများကပြောပါတယ်စက်တမာလာ၂ရက်နေ့ညနေ9နာရီအချိန်ကစပြီးတော့လက်နက်ကြီးပြစ်ခတ်တမ်းများပြန်လည်ကြားနေရတယ်လို့ပြောဆိုထားပါတယ်ဒီတခါကြားရတဲ့အတန်ကအရင်လိုမဟုတ်ဘူးအိမ်တကားတွေပါတုံနေလက်နက်ကြီးတွေအသေးရောက်လာပြီးတော့ပြစ်နေတာထင်တယ်လို့ပြည်ဦးလယ်မြို့ကတအုပ်ကပြောပါတယ်တောင်ခမ်းတိုက်ပွဲနဲ့ပတ်သက်ပြီးတော့စေကောင်စီရဲ့ဝါဒဖြန့် Telegram Channel တွေကလည်း တော်လိုက်ရင်တက်များကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်နေတယ်လို့ဖော်ပြနေကြပါတယ်ရက်ဆောက်ကလာတဲ့စစ်ကူလမ်းကြောင်းကိုလည်းတော်လိုက်တက်များကစတင်ဖြတ်တောက်လိုက်ပြီးတော့စစ်ကောင်စီတက်များပိတ်မိသွားပြီလို့យေတာနေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းမုံရွာမြို့နယ်အုံးမေဇိတ်ကနေပြီးတော့စစ်ကူသွားရန်ထွက်လာတဲ့စစ်တပ်မောင်းနှစ်စီးကိုချင်းတွင်းမြေအတွင်းမှာကြားဖြတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ30ရက်နေ့မှာမုံရွာမြို့နယ်အုံးမေဇိတ်ကနေစစ်ကူသွားရန်ဆုံဆင်းလာတဲ့ ်အကြမ်းဖက်စစ်တပ်ရဲ့စစ်သင်းပေါင်းနှစ်စီးကိုတော်လိုင်းတပ်ဖွဲ့များကရှေ့ထွက်ပြောင်းပြောင်းလက်နက်ငယ်များနဲ့တနအိကျော်ကြောင်ဂျားဖြတ်ဟန်တာတိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါဗါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာစစ်သင်းပေါင်းဒဇီးဟာရှေ့ထွက်ပြောင်းထိမှန်ပြီးတော့ကန့်လန့်ဖြစ်ကရပ်တန့်သွားပြီးတော့ကျန်တဲ့ဒဇီးကတော့ဘေးကနေကပြီး ောက်ဘက်ကိုဆက်လက်ပြီးတော့ဆုံဆင်းသွားတယ်လို့သိရပါတယ်စစ်ခွေးတွေတေတာတို့ထိခိုက်တာတို့များပြားပါတယ်အရေးအတွက်တော့အတိအကျမသိရသေးဘူးအထီးတော့ဒီတစ်ခါတော်တော်နာသွားတယ်ဒီပွဲကလက်နက်ငယ်ပစ်တာကတဏီယာပါရှေ့ရွက်တွေနဲ့ပစ်လို့တင်းမောတွေတင်တာကတဏီယာပါလက်နက်ငယ်ပစ်ပြီးတော့တင်းမောတင်တဲ့နေရာကိုထပ်သွားပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဗမာလုံးမြောက်ရေးဒီမိုကရက်တစ်တပ်ဦး BLDF ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ဟန်ကြီးကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုဗမာလုံးမြောက်ရေးဒီမိုကရက်တစ်တပ်ဦး BLDF စစ်ဒေသတင်းနဲ့ ချင်းတွင်ဒိုင်နမိုက်စလင်ကြီးတောင်ပန်းဒီအထုပြောက်ကြားတပ်ဖွဲ့ Fighter 9 Forces စလင်ကြီး SRA တော်လိုင်းတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဘွဲ့တွေဖြစ်ကြတဲ့မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA တောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ရခိုင်အမျိုးသားအဖွဲ့ချုပ်အရခတ်တပ်တော် ULAA တို့ကိုအကြမ်းဖက်အဖွဲ့အဖြစ်နဲ့တပ်မတ်ကြောင်းအကြမ်းဖက်စစ်ကောင်စီကချိန်ညာလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ MNDAA နဲ့ TNLA တို့အားအမိတ်ချိန်ညာစာအမှတ်တင်းမြင့်ဆောင်2024ဖြင့်၎င်း ULAAA ကိုအမိန့်ကြေညာစာအမှတ်2024ဖြင့်၎င်းစစ်ကောင်စီရဲ့အကြမ်းဖက်မှုတိုက်ဖြတ်ရေးဗဟိုအဖွဲ့ကစက်တင်ဘာလ2ရက်နေ့ညနေပိုင်းမှာထုတ်ပြန်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ MNDAA နဲ့ TNLA တို့ဟာ အများပြည်သူရဲ့လုံခြုံရေးကိုဖြစ်စေအသက်အိုးအိမ်စီးစိမ်ကိုဖြစ်စေအများပြည်သူတို့မဟုတ်တဦးတယောက်အတွက်အရေးကြီးတဲ့အခြေခံအဆောက်အအုံများကိုဖြစ်စေနိုင်ငံပိုင်အဆောက်အအုံရင်ဆက်ပစ္စည်းကိရိယာနဲ့အတုံးဆောင်ပစ္စည်းများကိုဖြစ်စေပြင်းထန်စွာထိခိုက်ဆုံးရှုံးစေရန်ပြုလုပ်မှုများကိုဆောင်ရွက်လျက်ရှိကြောင်းစစ်ကောင်စီရဲ့အကြမ်းဖက်မှုတိုက်ဖြတ်ရေးဗဟိုအဖွဲ့ရဲ့ကြေညာချက်မှာဖော်ပြထားပါရယ်ဒါ့အပြင် အများပြည်သူအသုံးပြုလျက်ရှိတဲ့လမ်းတရားများကိုလည်းမိုင်းထောင်ဖောက်ခွဲဖြတ်စည်းခြင်းလျှက်ဆက်တာဝါတိုင်းများကိုဖောက်ခွဲဖြတ်စည်းခြင်းလူနေထူထပ်တဲ့မြို့ရွာများကိုအဝေးကနေပြီးတော့လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခြင်း drop ဘုံများချပြီးတော့တိုက်ခိုက်ခြင်းအပြစ်မဲ့ပြည်သူများကိုတပ်ဖြတ်ခြင်းအတင်းအဓမ္မလူသစ်စုဆောင်ခြင်းနိုင်ငံတော်ပိုင်အဆောက်အအုံရင်ဆက်ပစ္စည်းကိရိယာနဲ့အတောင်းဆောင်ပစ္စည်းများကိုဖြတ်စည်းခြင်းစတဲ့အကြမ်းဖက်တဲ့လောက်ရများကိုကျူးလွန်လျက်ရှိတဲ့အတွက်ကြောင့်အဲ့ဒီအဖွဲနှစ်ဖွဲကိုအကြမ်းဖက်အဖွဲများအဖြစ်နဲ့ကြီးညာလိုက်ကြောင်းဖော်ပြထားပါတယ်အလားတူပဲ ရခိုင်အမျိုးသားအဖွဲ့ချုပ်အရခတက်တော် ULAAA အနေနဲ့လည်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကချမှတ်ထားတဲ့ရှေ့လုံငန်းစဉ်၅ရက်နဲ့ဥတီချက်၉ရက်တုန်းနဲ့အညီတနိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရေးတည်ဆောက်နိုင်ရန်အတွက်အကြံဖတ်မှုတိုက်ဖြတ်ရေးဗဟိုအဖွဲ့က၂၀၂၁ခုနှစ်မတ်လ၁၇ရက်နေ့မှာအကြံဖတ်အဖွဲ့အဖြစ်ကနေပြီးတော့ကြီးညာထားခြင်းကနေပြန်လည်ရုပ်သိမ်းပေးထားတော့လေလက်ရှိမှာအများပြည်သူရဲ့လုံခြုံရေးကိုဖြစ်စေအသက်အိုးအိမ်စီးစိမ်ကိုဖြစ်စေအများပြည်သူသို့မဟုတ်တုံးတယောက်အတွက်အရေးကြီးတဲ့အခြေခံအဆောက်အအုံများကိုဖြစ်စေနိုင်ငံပိုင် င်းအဆောက်အုံရင်ဆက်ပစ္စည်းကိရိယာနဲ့အတုံးဆောင်ပစ္စည်းများကိုဖြစ်စေပြင်းထန်စွာထိခိုက်ဆုံးရှုံးစေရန်ပြုလုပ်မှုများဖြစ်တဲ့အကြမ်းဖက်မှုလောက်ရက်များကိုကျူးလွန်ဆောက်ရွက်လျက်ရှိကြောင်းစစ်ကောင်စီရဲ့အကြမ်းဖက်မှုတိုက်ဖြတ်ရေးဗဟိုအဖွဲ့ကကြေညာထားတယ်လို့သိရပါပါတယ် အခုလိုမျိုးဆောင်ရွက်နေမှုများကြောင်းအကြမ်းဖက်မှုတိုက်ဖြတ်ရေးဗဟိုအဖွဲ့ရဲ့2021ခုနှစ်မတ်လ17ရက်နေ့ရက်စွဲပါအမိန့်ကြေညာစာအမှတ်တင်မြင့်ဆောင်2021နဲ့အဲ့ဒီအဖွဲ့ကိုအကြမ်းဖက်အုပ်စုအဖြစ်ကနေပြီးတော့ကြေညာထားခြင်းကနေပြန်လည်ရုပ်သိမ်းပေးခြင်းကိုပယ်ဖြတ်ပြီးတော့အကြမ်းဖက်အုပ်စုအဖြစ်နဲ့ထပ်မံကြေညာလိုက်ကြောင်းတင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ